စစ်မတွေတောင်အကြရမယ်ကျမတွေရဲ့ဆက်စ်ကိစ္စကျမတွေစီမှာလူသားအမျိုးသမီးတွေလူချင်းတောင်းတကြမဲ့အရာတစ်ခုကိုပိုင်ဆိုင်ထားပါတယ်လင်မှုကိစ္စဆိုင်ရာမှာဖြစ်ပါတယ်လူသားတွေစီမှာအမျိုးသမီးရဲ့အလိုမတူဘဲအတ္တမပြုကျင့်ခံရတဲ့အဖြစ်အပျက်တွေကအမြဲတမ်းလိုလိုကြားနေရလေရှိတတ်တဲ့ကိစ္စပဲဖြစ်ပါတယ်အကျိုးဆိုရင်ကိုယ့်ရဲ့တမီးအရင်ကိုတောင်မှဒီလိုကိစ္စမျိုးကျူးလွန်တက်ကြတဲ့ရုံညံ့ကြတဲ့သူတွေလည်းရှိကြပါတယ်အများဆုံးကြားသိရတာကတော့ပထွေးနဲ့တမီးပြိုတို့ရဲ့ဇလန်းတွေဖြစ်ပါတယ်ဒါပြင်တချို့ကိစ္စတွေမှာအုပ်စုဖွဲ့ပြီးတော့ရုံမှကြားတာတွေလည်းရှိပါတယ် ။ဘာပဲဖြစ်ဖြစ်အလိုမတူပဲရုံမှာခံလိုက်ရတဲ့အမျိုးသမီးအတွက်ကတော့ဒီကိစ္စကအတော်လေးနစ်နာပါတယ်။အချို့ဆိုရင်ဒီလိုရုံမှာခံလိုက်ရတာကြောင့်စိတ်ဒဏ်ရာရသွားကြသူတွေဘဝကိုအရှုံးပေးပြီးကိုယ့်ကိုယ်ကိုတတ်သိသွားကြသူတွေလည်းဒုနဲ့ဒေးဖြစ်ပါတယ်။ဘသူကမှကိုမချင်းမနစ်သက်တဲ့ကိုအလိုမတူတဲ့သူနဲ့ရရှိလာမဲ့ကိုဝင်ကိုလိုချင်ကြမှာမဟုတ်ပါဘူး။ဒီနေရာမှာကျမတွေကတော့အစင်မတွေထက်ခြေတလန်းတာသွားပါပြီ။ကျမတွေကသူတို့လိုမတူပဲကျဖတွေနဲ့လိမ့်ဆက်ဆန်ခံရတယ်ဆိုရင်ကိစ္စဝိစ္စပြီးစီးသွားချိန်မှာကျဖရဲ့တုတ်ကောင်တွေကိုဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ တဘာဝတရားကြီးကကျမတွေကိုသူတို့ချစ်ခင်နှစ်သက်တဲ့သူနဲ့ပဲမျိုးဆက်သစ်တွေပြန်ပွားစေဖို့အတွက်အထူးဖန်တီးပေးထားတဲ့လက်ဆောင်ပဲဖြစ်ပါတယ်။